အဲ့ကြမှာဝင်းအမရာပူရာဆိုတာလေးကိုပြန်နေโอเคလို့ပေးအဲဒါဆိုပုံမှန်တိုင်းရိုက်မယ်ကာကြီးခွေကာငယ်ကာချင်းကโอเคဒါလေးလေးကျင့်သွားရုံပါပဲเนาะဒါလေးပြီးသွားရင်နောက်ထပ်ဒီဒိုင်းမုတ်ဒိုင်းမုတ်ကြတော့ကျွန်တော်တို့ order key နဲ့တွဲပြီးတော့ရိုက်ပေးရတယ် order +0161 ဒါလေးရိုက်ပေးမယ် order of b 0161ဒီ cloud ဒီတလုံးထဲပေါ်ဝင်ဒီစလုံးလေးရိုက်ပေးရမယ်ရိုက်တဲ့ပုံစံက order key လေးကိုဒီ key လေးကိုနှိပ် ပြီးတော့ရင်ဒီမှာရှိတဲ့016 1ဆိုပြီးတော့ရိုက်ပေးပါမယ်ပြီးတော့မှ order လေးကိုနေလို့เนาะပြန်ပြောမယ်เนาะ order key လေးကိုဖိထားပေး order ဒီဘက်မှာလည်းရှိတယ်ဒီဘက်မှာလည်းရှိတယ်ကြိုက်တဲ့တစ်ခုကိုနေလိုက်ဖိထားဖိထားပြီးတော့3 9 6 1ဒီလိုရိုက် ပြီးတော့အခု order ရိုက်ပြီးသွားပြီဆိုမှ order လေးကိုပြန်လွတ်လိုက်အဲ့ဆိုရင် diamond mode လေးပေါ်လာပါလိမ့်မယ်0161လို့ဒီလိုပေါ်လာပါโอเคရပြီเนาะအဲ့တော့ဒီမှာကျွန်တော်တို့တတိထားဖို့ရှိတာက နာမလောပိတ်နေရဆိုရင်ဒီနန်းကြီးရရိုက်လို့မရအောင်တကယ်လို့ order ပေးတာပြီးဒီလိုရိုက်လို့မရအောင်ဆိုရင်နာမလောလေးကိုပြန်ပြီးတော့ဖွင့်ပြီးတော့ပြန်ရိုက်ကြည့်ပေးပါနော် okay ဒါကအာဒါကကိုယ့်ရဲ့ laptop မှာဒီဘက်မှာနာမ keypad ပါတယ်ဆိုရင်တော့တခါတည်းတန်းရိုက်လို့ရတယ်ဒီပေါ်က1 2 3တွေတုံးလို့မရအောင်နော် order p 0 1 6 1ဒီလိုရိုက်လို့မရအောင် order p ဒီဘက်ကကီးကိုပဲရိုက်လို့ရမယ်ဒီပေါ်ကကီးကိုရိုက်လို့မရအောင်